ကိုဒုက္ခကိုရှာပါဘဝမှာဘာတွေလိုချင်တလဲလို့မေးလိုက်ပြောချင်တယ်သသာရရမိသားစုဘဝလေးလိုချင်တယ်ကိုကြိုက်တဲ့အလုပ်မှာလိုချင်တယ်လို့ရှင်မဲ့သူအများသားလူတိုင်းကြပဲဖြစ်နေလို့ဘာမှတော့မထူးခြားတော့ပြောစရာတော့လူတိုင်းလိုချင်တာစိန်လေးနဲ့ချစ်သူနဲ့စိတ်ပူစရာကင်းသောဘဝမျိုးအဆန်လေးချမ်းသာဘုံတည်လေးရှိကိုအခန်းတကာဖွင့်ဝင်လာရင်မိုးဆက်တကူနဲ့ခွဲလိုက်တဲ့ပင်လေလို့ လူတွေကို share သွားစေချင်တာလူတိုင်းလိုချင်တယ်လိုချင်တာဘာမှမခတ်ဘူးလွယ်လွယ်လေးကိုစိတ်ဝင်စားဖို့ကောင်းတယ်မိကုံးတတော်မှာကိုကိုကိုပြန်မမေးဖြစ်တဲ့မိကုံးကဘဝမှာဘလို့ဒုက္ခတွေလိုချင်တယ်ဘလို့ရုန်းကန်ခြင်းတွေကိုစိုက်တယ်လေဆိုတဲ့မိကုံးတကယ်လူဘဝနဲ့ထက်တူကြကန့်ညီတဲ့မိကုံးပါဥပမာယာတူကောင်းကောင်းရုံးမှာ နေရာကောင်းကောင်းနဲ့တိမ်ပေါင်းများစွာသောလာခရကျင်တဲ့သူတွေ ဒါတွေကိုလိုချင်ပေမဲ့တပတ်ကို960အလုံးလုံးရတာတွေရှုပ်ထွေးတဲ့အထက်လူကြီးတွေအောက်ကလူတွေနဲ့ဆက်ဆံရေးတွေရုံသွန်းရုံမြန်ကားပေါ်မှာ အချိန်တွေကုန်ရတာတွေစာရွက်စာရမ်းတွေရှင်းရတာတွေဘုံစည်းကမ်းလုပ်ငန်းစည်းကမ်းတွေအောက်မှာပြပြနေရတာတွေကိုကြတော့မလိုချင်ကြဘူးချစ်သူဆော့ဆော့လှလှအောင်မြင်တဲ့ဇုံတွေဘွားကိုလူကျင်ကြပေမဲ့ဇုံတွေတွေကြားကအကြည်ပြုမှုတွေနားလည်မှုလွဲတာတွေစိတ်စိတ်ဒေါသတွေ စိတ်ဆင်းရဲစရာသမီးစရာပြဿနာတွေကြတော့မလို့ခြင်းကြအောင်မလို့ခြင်းတော့အဆင်ပြေအောင်အတင်းညီနေလိုက်ကြရောနှစ်ပေါင်းများစွာ သူ့လိုသူ့လိုအတွေးတွေနဲ့ဇဝေဇဝါဆက်ပေါင်းကြကြာလာတော့တခြားဘာရွေးစရာရှိသေးလဲဆိုပြီးဖြစ်လာ။ဘာရှင်ဖို့ရှိနေချိန်မှာလက်မှတ်ထိုးတော့မှမလို့ဖြစ်တာလဲဆိုပြီးစဉ်းစားမိ။လွန်ခဲ့တဲ့20လောက်ကလေးကမရှင်းမဲထားတဲ့ပြဿနာတွေစိတ်လျှော့ပြီးအဆင်ပြေအောင်နေခဲ့တာတွေအခုမှကိုယ်ပြန်ပေါက်တဲ့ငွေဖြစ်လာတာမျိုးတွေမနေဘူး။ ပျော်ရွှင်မှုဆိုတာဒုက္ခရဲ့အသေးအပွင့်ဖြစ်တယ်။မျိုးပေါ်မှာအလေးချပေါက်တဲ့ပေါက်ပန်းစီပန်းပွင့်မဟုတ်စိတ်မှန်တဲ့ဒီမဲတဲ့ပျော်ရွှင်မှုဆိုတာကိုယ်တည်းချာချာရွေးထားတဲ့ဒုက္ခတွေကိုချိန်မှန်ခန့်ခွဲနိုင်မှရမယ်။တယောက်တည်းစိတ်တကျယောဂဝင်နေတာပဲဖြစ်ဖြစ်အခြေကျနေတာပဲဖြစ်ဖြစ်ကိုယ်တည်းထေးကနှိမ့်ဆက်လို့တည်ခြင်းနေတာပဲဖြစ်ဖြစ်ဒီဒုက္ခတွေကိုလက်ခံပြီးစိတ်ပါနဲ့ပါဖြေရှင်းနိုင်ဖို့လိုတယ်။ချက်ပြေလို့မရဘူး။သူများလိုက်ကြတာကိုစောင့်နေလို့မရဘူး။ ုလုံးကိုပေါင်းလှကျင်တယ်ဆိုပါစို့အာကစားရုံမှာနိုင်ပေါင်းများစွာအနာခံအပြင်းမှန်းခံရမယ့်ဒုက္ခကိုပါကြိုးစုံနိုင်ဖို့လိုတယ်စားသမျှတောက်သမျှဟာတွေကိုပါတက်ချက်ပြီးစားရမယ့်အသေးစိတ်ဒုက္ခလေးတွေကိုပါကြိုးစုံရမယ်ကိုယ်ပိုင်စီးပွားရေးလုပ်ခြင်းနဲ့စွန့်စားရမယ့်ဒုက္ခကိုလက်ခံနိုင်မှရမယ်မသေးချာမှုတွေထက်ခါထက်ခါရှုံးနေမှုတွေနိုင်ပေါင်းရက်ပေါင်းများစွာရင်ပြီးကြပြားမှပြတ်မရပဲ ရှုံးသွားနိုင်တဲ့စိတ်ဆင်းရဲမှုတွေကိုပါပိုက်ထားနိုင်မှာဖြစ်မယ်။ချစ်သူလိုချင်တဲ့အင်တော်မှုတာယာချင်တဲ့ငင်းပယ်ခြင်းတွေသဘောထားကွဲလွဲမှုတွေစိတ်ဆင်းရဲစရာတွေသူများနောက်ပါသွားနိုင်တဲ့ဖြစ်နိုင်ခြေတွေဘုန်းခေါ်တဲ့မကြားရတော့တဲ့အချိန်တွေကိုပါချစ်တတ်ဖို့လိုတယ်။မစားပွဲလိုပဲမကစားပဲထိုင်နေရင်တော့နိုင်စရာအကြောင်းမရှိဘူးလေ။အောင်မြင်မှုကိုဆုံးဖြတ်ပေးတာငါသဘောကျတဲ့အရာတွေကဘာတွေလဲဆိုတော့မေးဖို့မဟုတ်ဘူး။ ါလိုချင်တဲ့ဒုက္ခတွေကဘာတွေလဲဆိုတော့မေကုန်းကတော့အမှန်ပါပျော်စရာတွေစီရောက်ဖို့ဖျက်ရမယ်ဒုက္ခပဲလေပေါ့ဒီတော့ဒုက္ခတစ်ခုခုတော့ရွေးဖို့လိုတယ်ငယ်ပန်းတွေပွဲလားတွေတာနေလို့မဖြစ်ဘူးတာယာမှုဆိုတဲ့အဖြေကလွယ်လွယ်လေးရယ်တကယ်စိတ်ဝင်စားဖို့ကောင်းတာကဘယ်ဒုက္ခကိုရွေးမလဲဆိုတော့မေကုန်းပါဘလို့ဒုက္ခမျိုးကိုပုံမှန်ရင်ဆိုင်နိုင်မလဲတကယ်အရေးပါသလိုခက်လေခက်တဲ့မေကုန်းပဲဒီမေကုန်းကသာကိုယ်တကယ်ချစ်ဖို့မယ်မေကုန်း အမြင်တစ်ခုဘဝတစ်ခုလုံးကိုပြောင်းလဲပေးနိုင်မယ်မိကိုကိုဘလိုလူမျိုးလဲဆိုတာကိုသတ်မှတ်ပေးမယ်အရာတခြားလူတွေနဲ့တကယ်ကွာခြားသွားစေမယ်အရာလည်းဖြစ်တယ်ငငယ်လေးကလေးကနေပြီးတော့လူငယ်အပိုင်းထိကျွန်တော်အဆိုတော်ဖြစ်ချင်းခဲ့ဘူးလေတော့အဆိုတော်တယောက်ဖြစ်ချင်းခဲ့တာဒါဆိုလို့ comment မိုက်တစ်ခုကြားတိုင်းမျက်လုံးမှိတ်ပြီးကျွန်တော်ကိုယ်တိုင်စင်ပေါ်မှာဖြောဖြေးနေတာကိုမြင်အောင်ကြည့်ရတာလေအမောစင်အောက်ကလူတွေအယူမှုအားပေးကြကျွန်တော်ဂီတာတန်တွေကိုယူမတက်ကြိုက်ကြပါ နိုင်ပေါင်းများစွာကိုစိတ်ကူးရတာဖြစ်နိုင်မဖြစ်နိုင်မသိဘူးဘယ်တော့အဲ့လိုဖြစ်မလဲဆိုတဲ့မေးခွန်းပဲကျွန်တော်ခေါင်းထဲမှာရှိခဲ့တာအကုန်စဉ်းစားပြီးသားပေါ့လေအဆန်တန်းနိုင်မဲ့အချိန်အခွင့်လန်းတာမဲ့အချိန်ကိုပဲစောင့်နေခဲ့တယ်ဆိုပါတော့ကျောင်းရင်ပြောင်းတက်မယ်အဆန်ဆုမယ်ပြီးရင်အားတဲ့အချိန်လေးတွေရှာပြီးလေ့ကျင့်မယ်ပြီးရင်ပထမဆုံးစီးရီးခွေထုတ်မယ်ပြီးရင်ဘာမှဖြစ်မလားလူငယ်ဘဝတစ်လျှောက်လုံးသားစိတ်ကူးရင်ခဲ့တာတကယ်တော့ဘာမှဖြစ်မလား တော်တော်လေးကြမှာတော်တော်စဉ်းစားပြီးမှဘာလုပ်လဲဆိုတာသဘောပေါက်တယ်။တကယ်မှမလိုချင်ခဲ့တာ哦။နောက်ဆုံးရောက်မဲ့နေရာကိုပဲတာယာစိတ်ကူးရင်ခဲ့တာလေ။စင်ပေါ်မှာပြိသက်တွေရှိမှာ rock ဆရာကြီးအချင်းတွေအားရပါရဆို rock ကြီးပေါ့။ဒါကိုပဲစဉ်းစားတာရခဲ့တာ။အဲ့လိုဖြစ်ဖို့လိုရမဲ့လမ်းစဉ်ကိုတွေးပြီးတော့ကြိုက်ခဲ့တာမဟုတ်ဘူးလေ။ဒါကြောင့်လည်းဖြစ်မလာတာ။တကယ်လည်းဘာမှမမေ့ရဲရမစူးစမ်းဖြစ်ခဲ့ပါဘူး။နေ့တိုင်းလေ့ကျင့်ရမယ့်ဒုက္ခ ဖွဲ့သားတွေရှာပြီးအချင်းတိုက်ရမယ့်ပြဿနာတွေဖြောပြဖို့နေရာတွေတွင်နဲ့လိုက်ချက်ရမယ့်ပြင်ပမှုတွေလာကြည့်တဲ့သူတွေကကို့ကဲ့ရဲ့မယ်စိတ်ဆင်းရဲစရာတွေဂီတကျိုးတွေပြက်မယ် drum တွေပေါက်မယ် speaker တွေအစ်စ်လဲရမယ်အားမရှိပဲပစ္စည်းတွေတပွဲကတပွဲတည်ရမယ်ဒါတွေကအိမ်မက်ထဲကတောင်ပေါ်တက်ရမယ်လမ်းကျန်းတွေမဟုတ်လားဒါပေမဲ့တော်တော်ကြီးကြမှာကျွန်တော်သဘောပေါက်ခဲ့တာတောင်ထိပ်ကအရာကိုပဲမှတ်နေတာ တောင်ပေါ်တက်ဖို့စိတ်ကူကြတော့ရှိမှမရှိတာပုံမှန်လူတွေပြောနေကြစကားနဲ့ပြောမယ်ဆိုဒီကောင်ဖြစ်မလာဘူးပေါ့စူးစမ်းချင်စိမှမရှိတာပါရမီလည်းမပေါ့အိမ်မက်တွေကိုအကောင့်ထဲမပေါ်နိုင်တဲ့ကောင်ဇွေးမရှိတဲ့ကောင်အဝန်ကျင်ဖိနေတာမခံနိုင်တဲ့ကောင်စားမရှိတဲ့ကောင်ဘာညာပေါ့ဒါပေမဲ့တကယ်အဖြေကရိုးရိုးလေးရိုးလွန်းလို့ပြင်းစရာတော့ကောင်းတယ်တကယ်ကကျွန်တော်လူချင်းနဲ့ထင်ခဲ့တာကမှားနေခဲ့တာလေလုံမမလူချင်တာဒါပါပဲ စုပဲလိုချင်တာရုန်းကန်ရမယ့်ဟာတွေလိုချင်ခဲ့ ਉ လေနောက်ဆုံးမှအနိုင်သာရချင်တာတကယ်ချဆိုတော့ချချင်ဘဝဆိုတာအဲ့လိုလုံးလုံးမရဘူးဘယ်သူလဲဆိုတာဘယ်လိုရုန်းကန်မှုမျိုးလိုချင်လဲဆိုတာ ਨੇ တတ်မှတ်ပါအာကစားခမမှာပြင်ပြပမဲ့ရုန်းကန်နေရတော့ကျင်းနေတဲ့သူတွေပဲတံမာတဲ့အာကစားသမားတွေကိုလုံးလှတဲ့သူတွေဘလကြီးတွေဖြစ်လာမှာမဟုတ်လားဒီလိုပဲအလုတ်ကိုပြင်ပြပမဲ့လုတ် ုံမနီစီကန်ရှုပ်ရှုပ်တွေကြားမှာစိတ်ပင်ပန်းနေရတာကိုကျင်းနေတဲ့သူတွေကထိတ်ဆုံးရောက်ကုန်တာဘဝရဲ့ပင်ပန်းမှုတွေခက်ခဲမှုတွေကိုပျော်ပျော်ကြီးလက်ခံတဲ့သူတွေကတကယ်အောင်မြင်မှုရနိုင်တယ်အနာခံမအသာဆန်ရမယ်ဆိုတဲ့စကားပေါ်ကိုစစ်လုံနေရလည်းမဟုတ်ပါဘူးဒါကရိုးရှင်းဆုံးအလွယ်ဆုံးခြေခံကြဆုံးအစိတ်ပိုင်းတစ်ခုတတ်တတ်ပဲပြဿနာတွေဒုက္ခတွေကပျော်ရွှင်မှုရဲ့အခြေခံတွေဖြစ်တယ်လုံရင်လုံရင်ကိုရွေးထားတဲ့ပြဿနာတွေဟာ နည်းနည်းပို့ကောင်းတဲ့နည်းနည်းလေးပို့သားတဲ့ရုန်းကန်မှုတွေဖြစ်လာတာပေါ့ဘယ်တော့မှမဆုံးတဲ့လှေကားလိုပဲတနေရရရောက်ရင်တော့ရက်မဲဟေးလို့ထင်ထားရဲ့ငါတော့မှားနေပြီမဖြစ်လို့လဲဆိုတော့ပျော်ရွှင်မှုဆိုတာအဲ့လှေကားကိုတစ်ထစ်စင်တက်ရတဲ့အရသာပဲ